မင်္ဂလာပါရှင်။ရှမ်းအေခိုမီဒီယာကကြိုဆိုပါရစေ။2025ခုနှစ်မြန်မာအမျိုးသမီးများနေ့အထင်အမှန်အခြေခံပညာကျောင်းပေါင်းစုံအေရိုပီပြိုင်ပွဲနေ့စုချီမြင်ပွဲကိုဇွန်လ30ရက်နနက်9:00နာရီအချိန်တွင်တောင်ကြီးမြို့ပြည်နယ်အကစားလေးကျင်းရုံ၌ကျင်းပခဲ့ပါသည်။ ်ဦးစွာအခြေခံပညာကျောင်းပေါင်းစုံအေရိုဘီပြိုင်ပွဲ22တင်းတို့မှစူပေါင်းတယုတ်ပြကပြကြပြီးဘူလူဘွဲသူတက်ရောက်လာကြသည် အသင်း6တင်းရှင်ပြိုင်နေမှုကိုရှမ်းပြည်နယ်စွန်းရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရှမ်းပြည်နယ်မြို့သမီးကော်မတီနာယကပြည်နယ်ဝန်ကြီးချုပ်ဦးဇနီးဒေါ်ညိုမီစောနေအမျိုးသမီးရဲရအဖွဲ့ဝင်များပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများအခြေခံပညာထက်တန်းကျောင်းများ မှဆရာမများ၊ကျောင်းသူများ၊ဧရိုပေဝါဒနာရှင်များတက်ရောက်ကြည့်ရှုအားပေးကြပါရယ်။ဆက်လက်၍အခြေခံပညာကျောင်းပေါင်းစုံဧရိုပေပြိုင်ပွဲတွင်ဆုရရှိသည့်အသင်းများအားဆုချီးမြှင့်ဝေခြင်းပါရာဂုဏ်ပြုဆုရရှိသည့်ကျောင်းများအားတက္ကသိုလ်များမှ ပေါင်ပေါက်ခကျုံများရှမ်းပြည်နယ်ရက်တက်ဖွဲ့မှုဤဇနီးပြည်နယ်ဥပဒေကျုံနှင့်ပြည်နယ်ဝန်ကြီးများက၎င်း နှစ်သိမ့်စုရရှိသည့်ကြောင်းအားပြည်내စီးပွားရေးအရဝန်ကြီးရှမ်းပြည်내အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌပြည်내ဆိုးရအဖွဲ့တွင်ရင်းမှု၏ဇနီးနှင့်ပြည်내လုံခြုံရေးနှင့်နေစည်းရေးရာဝန်ကြီး၏ဇနီးတို့က၎င်းတတိယစုရရှိသည့်အခြေခံပညာထက်တန်းကျောင်းကွယ်နားပေါင်အတင်းအားတဦးချင်းစုတစိမ့်နှင့်ငွေသားစုကိုပြည်내တရားလွှတ်တော်တရားသူချုပ်၏ဇနီးက၎င်းဒုတိယစုရရှိသည့်အမှတ်၅အခြေခံပညာထက်တန်းကျောင်းအတင်းအားတဦးချင်းစုတစိမ့်နှင့်ငွေသားစုကို ိုပြည်내ဝန်ကြီးချုပ်ဤဇနီးရန်ပြည်내အမျိုးသမီးကော်မတီနာယကဒေါ်ညိုမီစောက၎င်းပြည့်ရချီးမြှင့်ခဲ့ပါတယ်။ယင်းနောက်ပြည်내ဝန်ကြီးချုပ်ဦးအောင်ကပထမဆုရရှိသည့်အခြေခံပညာထက်တန်းကျောင်းပန်တခွားအသင်းအားတဦးချင်းစုတစိငွေသားစုနှင့်ပထမဆုဖလားတို့ကိုပြည့်ရချီးမြှင့်ပြီးပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အခြေခံပညာကျောင်းပေါင်းစုံတို့မှပြိုင်ပွဲဝင်ဥရောပအသင်းများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ပါတယ်။ ထို့နောက်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ပြည်내အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်သက်ဆိုင်ရာဌာနများနှင့်လုပ်ငန်းရှင်များပူးပေါင်း၍နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများတက်တာချောင်းကြီးအတွက်စံစီနှင့်ကျပ်ဦးများရောင်းချပေးနေမှုကိုကြည့်ရှုအားပေးပြီးလိုအပ်သည့်များမှာကြားခဲ့ကြောင်းသိရှိရပါသည်။